င်္ဂလာပါရှင်။ဘာမခိတ္တတင်ဌာနကနေနိုဝင်ဘာလ10ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထက်ပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစဉ်းစားလောက်ကင်ကြရန် NUG ဝန်ကြီးချုပ်မှန်းဝင်းခိုင်တန်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေသောတပ်ဖွဲ့များအလုံးအနေဖြင့်မိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထံပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကို မဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ကင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ရမန်နေ့နိုဝင်ဘာလ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်တသမအကြိမ်မြောက်အစည်းအဝေးခန်းနာတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြေဥဒေါ်လာရည်တည်ငါးနှစ်ထဲသို့ရောက်ရှိလာပြီဖြစ်ပြီးဒေါ်လာရည်အဆုံးသက်ပန်းနိုင်သည်လည်းနှီးကပ်လာပြီဖြစ်ကြောင်းထို့ကြောင့်အောင်ပွဲနှီးလေလေအခက်တွေ့လေလေဖြစ်ပြီးအရေးအချင်းများလည်းတိုးတက်လာပြီဖြစ်ကြောင်း ဒေါ်လန်ပြည်သူများ၏မှန်ကန်တည်မှတ်သည့်အရေးချင်းစစ်စစ်များကိုအသုံးပြုကာဒေါ်လန်ရေးခရီးအစုံထိရှေ့ဆက်ကြရမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။ခီးစုံမရောက်သေးခင်ကာလမှာတော့ဗတ်စုံထောင်းစုံကနေတိုက်ပွဲဝင်ရင်မိမိတို့ဒေတာတစ်ခုတည်းလွတ်မြောက်ရေးချက်ပြည်တော်စုတစ်ဝက်လုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေချဲ့သွင်းစစ်စာလောက်ကန်ဆောင်ရွက်ကြဖို့လိုပါတယ်။ဖက်ဒရယ်ပြည်တော်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကြံဖက်စစ်အုပ်စုကိုအပြီးတိုင်ဖြိုချနိုင်မှဖြစ်ပါမယ်။ပြည်တော်စုရဲ့မြည်သည့်အရက်ဒေတာနိုင်မစို့ မြန်မာနိုင်ငံနဲ့နိမိတ်အတွင်အကြမ်းဖက်ဆက်အာဏာရှင်ရဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မဲ့အခြေအနေမျိုးရောက်မှာဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပြည့်အဝအကောင့်ထဲဖော်နိုင်မှာဖြစ်ပါတယ်ဟုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။ထို့ကြောင့်နိုင်ငံရေးတာဝန်ရေးဖန်နာရေးစစ်မျက်နှာများတွင် အောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြသည့်အပြင်စစ်ရေးတွင်လည်းအရှိအဟုန်မြင့်တင်ကတော်လရေးရဲဘော်များကကိုယ်စွမ်းညံစွမ်းရှိသည်များစူးစမ်းနေကြောင်းဝန်ကြီးချုပ်ကအတည်ပြုပြောဆိုပါတယ်။ ဆက်လက်ပြီးဓမ္မ22မှာစစ်သား2ဦးကောဘရာစစ်ကြောင်းထံလန်ဒန်နဲ့အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိ၄ကီကော်ကိုစစ်ကြောင်းထိုးနေတဲ့ဓမ္မ22ကစစ်သား2ယောက်ကောဘရာစစ်ကြောင်းထံအလင်းဝင်လာခဲ့တယ်လို့နေမီကန်တော်လရေးတပ်ဖွဲ့တွေထံကသိရပါတယ်။အဆိုပါစစ်သား2ယောက်ဟာနိုဝင်ဘာ9ရက်နေ့မှာအကြံဖက်စစ်ကြောင်းကနေထွက်ပြေးလာကောင်းကောဘရာစစ်ကြောင်းထံအလင်းဝင်ခဲ့တာဖြစ်ပါတယ်။ လက်လက်နဲ့အတူတကွအလင်းဝင်လာခဲ့တဲ့အတွက်ဘုံမူစောတာဘော့ကတယောက်ကိုချက်သိန်း30စီရှင်းမြင့်ခဲ့တယ်လို့သိရပါဗျ။စစ်ကော်မရှင်တပ်သားတွေအလင်းဝင်လာမှုနဲ့ပတ်သက်ပြီးကော့ဘရာစစ်ကြောင်းရဲ့ဒုစစ်ကြောင်းမှုစောကော်ကလည်း20ကတော့တဖြုတ်ဖြုတ်ကျွေပြီးတိုးတိတိုးတိလေးဝင်လာတာကိုသတိထားမိမှာပါ။ဒီလိုဖြစ်လာအောင်မို့လို့ကိုဆိုတဲ့လူတယောက်ကလည်းနိမနာညမနာပဲဥဆောင်နေလို့ပါ။နောက်လိုက်တွေကလည်းတကယ်နောက်လိုက်ကောင်းတွေဆိုတော့ဒီထက်မကအောင်မြင်မှုတွေတွေ့ရအောင်ပါပါဟုလူမှုကွန်ရက်မှာရေးသားထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကလည်းလေးကစ်ကော်မျိုးတစ်အနီး KNL ပူးပေါင်းထက်နဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂျမ22လက်အောက်ခံခမရ209တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအထိနာသွားတဲ့စစ်ကော်မရှင်တပ်သားတွေစုခွာသွားတာကြောင့်လက်နက်ခဲယံအများအပြားသိမ်းဆီးရရှိခဲ့ပါသေးတယ်။ဆလပီမော်လမြိုင်မြို့ဈေးကျုပ်အပိုင်းတွင်စစ်တပ်သတင်းပေးနှင့်မူရစ်ဆေးရောင်းဝယ်သူ၃ဦးပြစ်ခတ်ခံရပြီးတင်းဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မော်ပြည်နယ်မော်လမြိုင်မြို့ဈေးကျိုအဝိုင်းတွင်စစ်တပ်နှင့်ပူးပေါင်းပြီးမူရစ်စေဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေသူတို့အူပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းဒေသခံပြည်သူများနှင့်တော်လှန်ရေးသတင်းရှင်းပြများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့ည10:33မိနစ်ခန့်တွင်မော်လမြိုင်မြို့ဈေးကျိုအဝိုင်းရှိမြင်းလူလန်းဆိုင်တွင်အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီးသတင်းပေးနေသူများလည်းဖြစ်မူရစ်စေဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေသူ၃ဦးတို့ကိုတနတ်သမားများကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုအတွင်မူရစီဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေသော အကြံဖက်စစ်တပ်ထောက်တိုင်းမောင်မနီခေါင်ကလာနှင့်အပေါင်းပါနှစ်ဦးလုံးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။မနီခါည09:33မိနစ်မှာမော်လမြိုင်မြို့စေးချိုအပိုင်းကမြို့ရှောင်းလန်းနာမြင်းတူလန်းဆိုင်မှာဒလန်၃ကောင်အပြစ်ခံရပြီးသေဆုံးနေ။ပြစ်ခံရတဲ့၃ကောင်က YW တွေကိုစစ်ခွေးတွေနဲ့ငွေပေးငွေယူလုပ်နေတဲ့သူတွေပါ။သေဆုံးသူ၃ကောင်ထဲမှာ မောင်မဏီခေါ်ကလာအမိပဲတည်ရတယ်။ကျန်နကောင်အမိတော့မတည်ရသေးဘူးဟုဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Monster Revolutionary Force MSRF နဲ့ရမညမွန်တပ်တော် RMA တို့ကပြုလုပ်ခဲ့ကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုတော့လေသတင်းဌာနကဆက်လက်အတည်ပြုနိုင်ရန်စ조사နေစေဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်ကတောင်ရင်းမြစ်တလျှောက်ရှိခရင်နေကြာစောင့်တန်း PDF နဲ့ KNU KNLA ်ပစ်ကောင်စီကိညာကိုစစ်ဆေးဖြက်စီးဟုသတင်းထုတ်ပြန်တော်လဲလက်တွေ့ကိညာဆက်လက်လဲပတ်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်တလျှောက်ရှိစစ်တလအောက်ခံခရီးနေချာစောင့်တပ် PGF နဲ့ KNU KNLA PC ကိညာကိုစစ်ဆေးဖြက်စီးဟုသတင်းထုတ်ပြန်တော်လဲလက်တွေ့တွင်နယ်စပ်ကုံသွေးရေးကိညာမှဆက်လက်လဲပတ်နေစေဖြစ်ကြောင်းခရီးစည်ရေးသတင်းရမြစ်ကပြောဆိုပါတယ်။ခရီးပြည်နယ်မြဝတီမြို့နယ်တောင်ရင်းမြစ်ကန်တလျှောက်၌တရားမဝင်ကိညာဖွင့်လှစ်ပြီး အကြံဖက်လက်နက်ကိုင်အဖွဲ့များကငွေချင်းများကောက်ခံ၍ဒီပါမှတရားမဝင်ပစ္စည်းများတင်သွင်းသူလောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်လျက်ရှိရာစစ်တကရင်းဒေသများကိုပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာဖွင့်လှစ်ထားသည့်ကုန်သွယ်ရေးခညာနှင့်ကုန်ပစ္စည်းများသူလောင်ဖြန့်ဖြူးသည့်အဆောက်အုံများကိုဖြတ်စည်းရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းစစ်တကသတင်းထုတ်ပြန်ပါသည်စစ်တက BGF နှင့် KNU KNLA PC ခညာဖြစ်သည့်မြောက်ပိုင်းမြို့အမှတ်9ရပ်ကွက်ရှိ35ဂိတ်ဒေသအခေါ် အောင်ပါဝါဂိတ်နှစ်ကိုသွားရောက်စစ်ဆေးပြီးအလျားပေ120အနှံပေ60အမြင့်25ပေရှိတန်ဖရိန်အုတ်တက်တမိုးတုတ်ကပစ္စည်းတို့လောင်ယုံအားဖေရှားရှင်းလင်းခဲ့ကြောင်းစကူဂိတ်ကြောက်ဖြာဂိတ်ကပေါ်ထူးဂိတ်14ဂိတ်10ဂိတ်10ဂိတ်ခွဲ9ဂိတ်ဒီတာအခေါ်အောင်ပါဝါဂိတ်18ဂိတ်ဒီတာအခေါ်နေဆိုးမြဂိတ်13ဂိတ်3မြဂိတ်နဲ့10ခွဲဂိတ်ဒီတာအခေါ်990ဂိတ်တို့ကိုရှင်းလင်းဖြည့်ဆည်းခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ် ရှင်းအပြင်တောင်ရင်းမြစ်တစ်လျှောက်ရှိကင်းစခန်း22ဂိမ်းကင်းစခန်း34ဂိမ်းကင်းစခန်း1နဲ့ Grand မြဝတီဂိတ်ကင်းစခန်း5တို့ကိုသွားရောက်စစ်ဆေးရှင်းလင်းခဲ့သည့်အပြင်ဂိတ်စခန်းအဖြစ်မှချက်သိမ်းထားသည့်တပန်းပင်ဂိမ်း၊သဲပုံဂိမ်း၊ကြောက်တန်းဂိမ်းနဲ့မာမီဂိတ်တို့ကိုလည်းစစ်ဆေးရှင်းလင်းမှုများဆောင်ရွက်ခဲ့သည်ဟုစစ်တပ်ကသတင်းထုတ်ပြန်ပါသည်စစ်တပ်ကသတင်းထုတ်ပြန်ထားတာတော့ဂိတ်တွေကုန်သွယ်ရေးဂိတ်တွေကိုရှင်းလင်းတဲ့ပုံ တကယ်ကခိုးတော်အသေးလောက်ကိုအဖြတ်ပြပြီးသူတို့ရှင်းပါတယ်လို့တောင်းနှစ်ဖက်ညှိပြီးအဖြတ်ပြတာတကယ်က အခုအချိန်အထိ gate တွေကို BGF နဲ့ KNU KNLA PC ကထိန်းထားတော့ပါပဲဥပမာဆိုရင် BGF gate တွေဖြစ်တဲ့14 gate 73 gate 10ခွဲ gate တွေဆိုရင်လည်းလက်ပတ်နေသေးပဲ PC gate တွေဖြစ်တဲ့19 gate ကြောက်ဖြာ gate ကပေါ်2 gate တွေနေဆုံးမြ gate တွေလည်းသူဟာနေသူလက်ပတ်နေတော့မင်းကြာဖြန့် gate တွေလည်းညနေဆိုရင်သူတို့စီတဲ့ လူသေးလုံနေကြတော့မယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိတွင်စစ်တပ်နှင့် PGF, KNU, KNLAPC, DGBA တို့အကြားညီနိုင်မှုများဖြင့်နှစ်ဖက် KK ဘက်ကိုဟန်ပြဖြိုခွင်းကြခြင်း၊တောင်ရင်မြစ်တလျှောက်ရှိကုန်သွယ်ရေးခိတ်များကိုဟန်ပြစစ်ဆေးဖျက်ဆီးမှုများလှုပ်ဆောင်ပြခြင်းများဆောင်ရွက်လျက်ရှိကြောင်းတခြားတစ်ဖက်တွင်လည်းစစ်တပ်က BGF နှင့် DGPA တို့ဦးစီးနေသောရွှေကုတ်ကိုမြို့တည်အပါဝင်ကြားဖြတ်နေရတင်ညာအတွက်လောင်စာစီထောက်ပံ့ပေးခြင်း မိုက်တဲအင်တာနက်လိုင်းညာထောက်ပံ့ပေးခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းကရင်စစ်ရေးတရေရင်မြစ်ဤအဆိုအရတည်ရပါတယ်ကြားဖြတ်နေနေမဲ့ဆိုရင်ရွှေကုတ်ကိုကြီးကိုလေရင်နဲ့ပုံကျဲချလိုက်လေရွှေကုတ်ကိုထဲမှာကြားဖြတ်တွေကြီးပဲတသိန်းကျော်နဲ့မီးဆက်တန်တညံညံနဲ့မီးရောညပါလေပတ်နေတာ KK ဘက်ကိုကြားဖြတ်နှိမ့်နေနေဆိုတာလဲဟန်ပြပဲခုံသွဲရိတ်ခိတ်တွေစစ်စေးဖန်းစီတယ်ဆိုတာလဲဟန်ပြပဲနှစ်ဖက်စလုံးကသူ့အချိုးကိုအချိုးအတွက်ဟန်ပြတွေလုံနေကြတာဟုခရင်စည်ရေးတရင်ရင်မြက်ကဆက်လက်ရှင်းပြပါတယ် ဆက်လက်ပြီးမရရမျိုးတွေစေတော်ကြီးရေလောင်တမန်နှင့်ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်မရရစင်ကူနှင့်တပိတ်ချင်းမျိုးတွေတို့မှပြည်သူများသို့ MDY PDF ကစည်ရေးအခြေအနေသတိပေးချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကမရရမျိုးနယ်ရှိစေတော်ကြီးရေလောင်တမန်နှင့်ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်မရရစင်ကူနှင့်တပိတ်ချင်းမျိုးတွေတို့မှပြည်သူများသို့ MDY PDF ကစည်ရေးအခြေအနေသတိပေးချက်ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ9ရက်နေ့အကြမ်းဖက်စစ်တပ်ကမေရီယာမြို့နယ်စေတော်ကြီးရေလောင်တမန်နှင့်နေမီကန်တပ်ဌာနချုပ်ဖက်ဝင်းချင်းအားလုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မန္တလေးတိုင်းမေရီယာမြို့နယ်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်တို့တွင်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့်တိုက်ပွဲပြင်းထန်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ပါသည်2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့တွင်မရီယာမျိုးနယ်တပိတ်ချင်းမျိုးနယ်နှင့်စင်ကူးမျိုးနယ်တို့တွင်အကြံဖက်အာနာသိန်းစေအုပ်စုကတရားမဝင်တူယောင်ရွေးခောက်ပွဲကို အာဓမ္မပြုလုပ်ရန်ဆောင်ရွက်လျက်ရှိပြီးရှင်းကာလမတိုင်မီတွင်တာလွန်အင်အားများစွာအုံပြု၍တော်လရေးတပ်ဖွဲ့များ၏ထိန်းချုပ်စိုးမိုးနေမြများကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းပြည်သူ့ကောက်ကွယ်ရေးတပ်မတော်မန္တလေး၏လှုပ်ရှားစိုးမိုးရာနေနေများဖြစ်သောမရယာမြို့နယ်စင်ကူးမြို့နယ်နှင့်သပိတ်ချင်းမြို့နယ်တို့သည်လည်းအကြံဖက်အာဏာသိမ်းစစ်အုပ်စုကအထုရောင်ရွေးကောက်ပွဲပြုလုပ်ရန်ရာထားသည့်မြို့နယ်များစည်ရင်တွင်ထည့်သွင်းထားကြောင်း MDY PDF ကသတင်းထုတ်ပြန်ချပါသည် ရှခုအခါမရယာမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့တွင်တနေ့ထက်တနေ့စည်ရေးတိုက်ပွဲများပုံမပြင်းထန်လာနေကအဆိုပါဒေသတွင်ပြည်သူလူထုအနေဖြင့်တိုက်ပွဲတွင်ကြုံတွေ့ရနိုင်သည့်အခြေအနေများနှင့်ပတ်သက်၍ကြိုတင်ပြင်ဆင်ကြပါရန်နှင့်ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်သည့်အစီအမံများလှုပ်ဆောင်ထားကြပါရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတိပေးထားပါသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကား ပြည်သူတော်လှန်ရေးကြီးဤအဆုံးသက်ပန်းနိုင်ကိုရောက်သည့်အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကခရီးပြုထားပါသည်